တခါတလေကြတော့လေကျောင်းမြတ်လောကမတားเสียပေါ့အာအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မှပြောပြခြင်းစရာလေးရှိတယ်ဗျတတိယလိုပါကျွန်တော်ဒီဟိုခီးမထွက်ခင်ပေါ့မလေးမှာရှိတော့မှာငွေချင်းတယောက်ကကြောက်ပြတယ်ဗျကြောက်လေးကလေးကလပ်ခွဲကြောက်ရီထက်ပါကြောက်ရီထက်ဆိုတော့ခိုင်ရီထက်ကနေကျော်လာပြီပေါ့မန်းရီမပါတော့ခိုင်ရီထက်ဖြစ်သွားပြီအရီထက်အော်အရီထက်ဖြစ်သွားပြီပေါ့ အေးချက်ဆိုတော့အနီရေပြည့်ပြီးအနီရေပါပဲပေပေရက်ပေါ့ကျောက်လေးကလေးကလပ်ခွဲရှိတယ်ဗျလေးကလပ်ခွဲကိုမှအာပဲကြချွန်ကြလေးကျောက်လေးရလေးဒါပေမဲ့သူ့မှာပြောစရာလေးတခုရှိတယ်အဲ့ဒါလေးကကော်လေးဗျကော်လေးကရှစ်ကွက်ကနေမြင်နေရတယ်ဗျကော်လေးကလေးကော်နုလေးပါအနီရေမှာကော်လေးဒါမှပါခဲ့ဘူးဆိုရင်ကျောက်ကတော်တော်ကိုပြီးပြည့်စုံပြီပေါ့ဗျာ အမ်ဂေါ်လေးပါတယ်ပေါ့ဂေါ်လေးပါတော့ဂေါ်လေးကအမ်နောက်ရက်တယ်ဆိုလဲအဲနောက်ရက်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်အမြင်ပါတယ်အဲဂေါ်လောက်ကိုကျွန်တော်ပြဿနာလို့တော့မတွက်ပါဘူးဘာဖြစ်ဆိုတော့ဒီလောက်လေးကလက်ခွဲဒီလိုဗရမားရပွင့်တော်တော်လာနေတာလေဒါပေမဲ့တကယ်ဟိုဟိုကြောက်ကိုဈေးကောင်းပေးဝင်မဲ့အဲကုန်လည်ကြီးတွေနည်းနည်းရတော့ဒီကိုကိုစကားပြောမှာပေါ့အဲပြောမယ်ဆိုလဲပြောကြမှာပေါ့လေကြောက်ကဘယ်လိုလဲဆိုတော့၄500ပဲပေးတယ်တဲ့ သူကပြောကျောက်က4500ပဲပေးတာတဲ့ချွန်းကြပယ်ကြဗျကျောက်ကလေချွန်းကြပယ်ကြကိုကုရှင်ပုံလဲဖြစ်တယ်ရှေ့ခွက်မှာဂော်လေးတော့မြင်ရတယ်လှဲလိုက်ဝေကနေဝေကနေပေါ့ကိုနုပါဟိုအရန်ဟိုပြင်းထန်တဲ့ဂော်တော့မဟုတ်ဘူးပေါ့အဲ့ကြတော့ကျွန်တော်ကအဲ့ကြောက်လေးကိုကြည့်ပြီးတော့ဘာကိုသွားတတိရလဲဆိုတော့ကျွန်တော်ဒီကြောက်လေးကိုပြောလိုက်တဲ့အချိန်မှာ အော်တချို့ကြောက်မြတ်အခြေခံအတော်တင်းရှိတဲ့သူကတော့ဒါမျက်စိတည်းမြင်တတ်တယ်ဗျ။အဲကြောက်လေးရဲ့ကြောက်ရည်ကိုလည်းမြင်တတ်တယ်။ဂေါ်လေးဘယ်နှမရှိတယ်ဆိုလည်းမြင်တတ်တယ်။အဲတူချွန်းတူပယ်နဲ့လေးကလက်ခွဲဆိုတာလေးကိုလည်းသူမြင်တတ်တယ်ပေါ့။ဒါကအာကြောက်ခြေခံရှိပြီဆိုဒါလေးတွေမြင်တတ်နေပါပြီ။ဟုတ်ပါပြီ။ကျွန်တော်ကဘာလို့တတိယလဲဆိုတော့ကျွန်တော်တို့ငငယ်တုန်းကအာကျွန်တော်တို့ရောင်းခဲ့တဲ့ကြောက်တပွင့်အကြောင်းပေါ့။ငငယ်တုန်းကလို့ပြောရင်တော်တော်ငယ်တယ်ကျွန်တော်က၈တန်းပါအချင်းကျွန်တော်ညီက၆တန်းပါ ဲ့လိုပဲကျွန်တော်တို့မှာကဟိုဟိုဟိုကြွားမှာရှိတဲ့ဘုံကြီးကအာမြီးရှိတယ်သူကတော်တွက်ဆိုတော့လေအဲသူတို့မြီးမြီးနှစ်ယောက်ကလည်း6တန်းနဲ့5တန်းပြအဲကျွန်တော်အကြီးဆုံးပေါ့ဗျာအဲ့ချိန်မှာအเจ้าကအဖိတ်ဥပိုးပိတ်တာဗျာမိုးရင်းကာလပုတ်အဖိတ်ဥပိုးပိတ်တော့ကျွန်တော်တို့တွေကအကျွန်တော်ညီကိုနှစ်ယောက်ကအာရွာလူကြီးတာသူတို့ကဘုံကြီးမြီးဆိုတော့ပြောမယ်ဆိုဟိုမြောက်လောင်းနေလို့ပဲရွာထဲမှာတော်တော်ဆော့ရဲပေါ့ ်ဆော့ပြီးမဲ့လဲကျွန်တော်တို့အချိန်တန်ရအလုပ်လုပ်ကြပါတယ်အလုပ်လုပ်တယ်ဆိုတော့ညနေပိုင်းကျွန်တော်တို့တွေအဲအမ်ဘာတော်လို့မျောပက်လက်လို့ခေါ်တာပေါ့မျောပက်လက်ဆိုတာအဲတယောက်ကရေနဲ့လောင်းတယောက်ကပေါက်ပြားနဲ့မွေနဲ့ရအဲ့လိုပေါ့ဝိုင်းလုပ်ကြတာပေါ့လေးယောက်သားညီကိုလေးယောက်ကလေးတွေပါပဲဝိုင်းလုပ်တော့ကြောက်ဝင်းရတယ်ကြောက်ကဘလောက်လာလဲဆိုဟိုအညံ့နဲ့တောင်အညံ့လားအမာလားမသိဘူးကျွန်တော်တို့တောင်တော်တော်လေးသွေသွားဖြစ်နေကြောက်ကြည့်ပြီအာကြောက်ကအမာဗျတော်တော်ကိုလာလို့ပေါ့ဗျာအမာပေါ့အဲ့ဒါလေးကလပ်ခွဲပဲဗျာ ပုံကြပန်းကြအဲ့ဒါကိုကျွန်တော်အိမ်ကမပေးဘူးဗျာကြောက်ဘူးလေအိမ်ကမပေးဘူးညဆိုလဲကျွန်တော်တို့ကစာမကြက်ဘူးကျွန်တော်တို့ကရွာမှာတရွာလုံးမှာ TV ကနှလုံးရှိရဆိုတော့ TV ရှိတဲ့အိမ်လဲကြည့်ကြတာကျွန်တော်တို့ကကြည့်ရင်းနဲ့ကျွန်တော်တို့ကအဲ့ကြောက်ကိုကျွန်တော်တို့ကအဲခေါင်းညကြီးမှာမီးအောင်လဲခေါင်းချင်းဆိုင်ကြီးကြောက်ကြတော်လာတာဗျာလေးကလပ်ခွင်တော်တော်လာတဲ့ကြောက်ပေါ့အဲ့ဒါကျွန်တော်တို့ကဘာလုပ်လဲဆိုတော့မနေ့ကျတော့ဟိုမြို့เจ้าကိုသွားတဲ့ချိန်မှာကျွန်တော်တို့ကတနာကြီးလောက်သွားရတယ်ဗျာစော့ပြီးသွားရင်ပေါ့လေ မစော့ပဲနဲ့ပုံမှန်သွားရင်တော့ရောက်ပါတယ်55မိနစ်40လောက်အဲလမ်းတစ်လျှောက်မှာကြောက်ကုန်တယ်ကြီးများကြောက်ကုန်တယ်ကလမ်းတစ်လျှောက်လုံးကြောက်ကုန်တယ်ကြီးရှိတာတော်လမ်းကျော်သွားလို့မြို့ထဲစဝင်ပြီဆိုတော့အဲလမ်းပြီးဝဲရမှာကြောက်ကုန်တယ်ကြီးရှိတယ်အဲကြတော့ကျွန်တော်ကြောက်ကုန်တယ်တယောက်ကိုအဲကြောက်ရောင်းလိုက်တယ်ဗျာဘယ်လောက်နဲ့ရောင်းလိုက်တာလဲဆို450ကျက်နေ450ကျက်နဲ့ရောင်းလိုက်တာအဲကြတော့ခုနက3500လောက်500လို့ပြောတဲ့ကြောက်ကိုမြင်တော့ကျွန်တော်အဲ့ဒီ45 450ကျက်နဲ့ရောင်းလိုက်တဲ့ကြောက်ကိုတော့မြင်အောင် အဲကျွန်တော်ကြောက်ခပူလာတယ်ဗျအဲ့ဒါ450ကျက်ကကျွန်တော်တို့မမရ10ရက်လောက်အဲငမုတ်မုတ်ဘူးက၂ရောင်မှ15ကျက်10 15ကျက်ရတဲ့အချိန်ဗျ15ကျက်လောက်ရတာပါကျွန်တော်က10ရက်လောက်တော့ကျွန်တော်တို့၄ရောက်ကတထေးပဲဗျကျွန်တော်တို့ပတ်ဝန်းကျင်ရွာတွေထဲမှာကျွန်တော်တို့လေးယောက်ကတထေးဖြစ်နေတာ။ကျောင်းမုံစီတန်းမှာကျွန်တော်တထေးပဲ။အာကြာစံတုတ်တို့မုံညင်းပေါင်းတို့ယာရီပေါ်တိနန်နေဖြစ်တဲ့ဟိုမလကာကြီးတို့တစ်တော်ကြီးတို့ အာကျွန်တော်တို့ပွဲပဲကျွန်တော်တငယ်ချင်းတွေးရမတငယ်ချင်းတွေလည်းကျွေးတာပဲကျွန်တော်တို့ခေါ်ကျွေးတာကျွန်တော်ကတထေးပေါ့ဗျာအမ်တကယ်တမ်းအမှန်ကန်ကကျွန်တော်တို့ကတကအာတထေးကပြင်ခုခက်မှာဆိုရင်တော့ကျွန်တော်တို့အပြင်လောကမှာတကယ်တထေးကြီးတွေဖြစ်တဲ့နယ်ဒီကြောက်ကလေးတော်တော်လာတာပေါ့အမ်အခုတော့ကျွန်တော်တို့ကအဲ့ဒီခေတုံးကတော့ကြောက်မုန်းသေးတာမှာပဲတထေးဖြစ်ခဲ့တာပေါ့လေကျွန်တော်တို့တွေကလူဆိုးတွေလူဆိုးလေးတွေပါအိမ်ကိုအခက်ရမှာအကြောက်ပါလေအဲအဲ့လိုပါ ျွန်တော်တို့ကအဲ့ကြောက်ကိုတော်တတိရမိတာဗျာတော်တော်လာတဲ့ကြောက်ပေါ့ဒါကဟိုဘုဒ္ဓတလည်းပေးရင်အဲကြောက်ပညာအကြောင်းလေးလည်းပြောရင်ပေါ့ကျေးဇူးတင်ပါတယ်ဟုတ်